ညညမလေးရဲ့မိကုံလေးပြန်ဖတ်မယ်မိကုံလေးကပါတယ်မမတင်တဲ့အပေါင်းဆုံးစိန်တယ်မိုးကုတ်ကြောက်တယ်ဒုံးတယ်ဝဲတဲ့လားတဲ့ဆိုအဲ့ဒါလေးတိတ်ကောင်းတာပဲအဲ့ဒီမိကုံလေးဖြည့်မယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ညမလေးရဲ့ အခုလိုဆိုင်နေပေါ့နေသိအိမ်အဲဘာဆိုင်ညာဆိုင်ပေါ့အမတို့တွေကဆိုင်နေကနေဝဲတယ်ပေါ့ဝဲတယ်ဆိုဆိုင်ပေါချာနဲ့ဆိုင်ပေါချာနဲ့ဝဲတယ်ဒီဆိုင်ကနေပြီးတော့မှတတ်မှတ်ထားတဲ့စီမင်းစီကံပေါ့အခုမှနေသိအိမ်ဆိုင်ဆိုင်ဆိုရင်ဒီမှာတစ်နှစ်အတွင်းလဲလို့ရှိရင်38နှစ်နှစ်အတွင်းဆိုရင်05နှစ်နှစ်ကျော်သွားရင်2%အမြင့်ရမယ်3နှစ်ကျော်သွားရင်3%အမြင့်ရမယ်5နှစ်ကျော်သွားရင်5%အမြင့်ရမယ် okay ရေဒနာဆိုတာတို့တွေကမရှိဝင်းစာရှိတစားအနေနဲ့ဝစ်ကြတာအဲ့ဒီခါကျတော့ကိုကငွေလိုအပ်တဲ့အချိန်ကျရင်ရောင်းရင်သူ့သူ့ဆိုင်ရဝယ်ထားတဲ့ပစ္စည်းသူ့ဆိုင်ပြန်ပေးလိုက် ရုံပဲဟုတ်တယ်နော်ယော့ညပစ္စည်းပြန်ယူငါးပတ်စံပြန်ပေးအဲ့တော့ငါးပတ်စံပြန်ပေးဆိုတဲ့နေရာမှာလဲဒီမှာသူကစီးမြင်စည်းကမ်းလေးတွေရှိတော့အဲ့စီးမြင်စည်းကမ်းလေးတွေပေါ်မှာကိုကအကျိုးအမြတ်ကလေးတွေရှိတယ်နော်အဲ့ဒီအကျိုးအမြတ်ကလေးတွေကိုကိုကခံစားရတယ်ကိုရဲ့ငွေကိုလည်းလွယ်လွယ်ကူကူနဲ့ရတယ်ဟုတ်ပြီအဲ့တော့ညမလေးခုနပြောတယ်လို့ပေါ့ဒုံးတယ်ကြောက်တယ်တတ်တတ်တာရင်နီးစက်ရစီကနေတတ်တာတွေဝယ်လိုက်မယ်ကိုကကိုစိတ်နေကြောက်တယ်ဝယ်ပြီးတော့မှပဒိန်မှာခတ်လိုက်တယ်တတ်တာတွေဆိုင်ကိုအမြတ်ပေးစရာမလိုဘူးမိုက်တယ် နော်မိုက်တယ်ဆိုင်ုံအမျက်ပေးမစားခြင်းမို့ကိုကကိုခတ်ဝဲလိုက်မယ်တတ်တာတယ်လေဆိုင်ုံအမျက်ပေးရင်၁၀သိန်းပေးရမလား၃၀ပေးရမလား၅သိန်းပေးရမလားမပေးခြင်းမို့ငါတို့ကတော့ကိုကနဲ့ကိုပဲအာဟိုစားပေါ့ခတ်ဝဲလိုက်မယ်ပဒိန်စီမှာအခုလိုမျိုးတတ်တာတဲ့ဒုံးတယ်လေးတွေသူများရောင်းတဲ့ဟာလေးတွေအရင်တတ်တာတယ်ငါတို့ဝယ်လိုက်မယ်ဟုတ်ပြီကောင်းတယ်ညီမလေးတို့တတ်တာတော့ဒါပေမဲ့ငါညီမတွေငွေလိုတယ်ငါအမတွေငွေလိုတယ်ဘယ်မှာရောင်းမှာလဲဘယ်မှာပြန်ဖို့မှာလဲ အခုချက်ချင်းငွေလိုတယ်။စိုင်ကဝယ်ထားတယ်။အခုချက်ချင်းသွားပြန်ရအောင်အခုချက်ချင်းပတ်ဆိုင်ရတယ်။အမြက်ပေးရတယ်။အဲ့ဒီအမြက်လည်းကိုပြန်ရတာပဲလေ။ဟုတ်လား။ဒီပေါ်မှာရာဂိုင်လုံးပဲရှိတာ။ကိုရဲ့အရှုံးကသူ၁၀သိန်းစားထားလဲ။သူ2%အမြက်ပြန်ပေးရမယ်ဆိုရင်အဲ့ကာလာရောင်၁၀သိန်းအမြက်အပြင်သူ့အတူအမြက်ဘယ်လိုပဲစားထားကိုပေးထားတဲ့ပတ်ဆံပေါ်မှာသူ2%ကိုပြန်ပေးရမှာ။ကိုပေးထားတဲ့ပတ်ဆံအမောင်းနဲ့တွက်ပြီးပြန်ပေးရမှာ။ ဟုတ်လားသူ30အမျက်စားထားလဲကိုကိုပြန်ရောင်းတဲ့ချိန်မှာ3%အမျက်ပေးရမယ့်ကာလရောက်သွားရင်ကိုပေးထားတဲ့ပတ်စံပေါ်မှာ3%အမျက်ပေးပြီးပြန်စားရမှာအဲ့တော့အမားတို့ကဒါဆိုရင်ညီမလေးရဲ့မိကုံးရဲ့အဖြစ်ရသွားပြီလို့ထင်တယ်နော်အဲ့တော့တတ်တာရဲကိုကကိုခတ်ဝင့်မယ်ခုနလိုပေါ့နီးစက်ရာတွေစီကနေတတ်တာလို့ဝင်လိုက်တယ်တတ်တာသွားမယ်ဒါပေမဲ့ငွေလိုရင်ဘယ်မှာပြန်ရောင်းမှာလဲ အဲ့လိုပဲကိုလိုဝယ်ခြင်းတဲ့သူကိုလိုက်ရှာရမယ်အတင်းကိုဆက်ဟပ်ပြီးတော့မှလိုက်ရောင်းရမယ်အတင်းကိုအော်လောက်ရမယ်ချက်ချင်းကိုအရေးပေါ်လိုတဲ့အချိန်မှာငွေပြန်ဖော်လို့မရဘူးစိုင်းတွေကနေပြီးတော့မှအာမခံချက်နဲ့ဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမျက်တော့ပေးခဲ့ရမယ်ဒါပေမဲ့ကိုရဲ့ငွေကိုနေနေညညာကိုပတ်စံပြန်ရမယ်ဒါကြောင့်မလို့ဝယ်တင်လားမဝယ်တင်လားဆိုတာကတော့မိမိ ဘယ်လိုလှုပ်ချင်တာလဲဆိုတဲ့အပေါ်မှာပဲမိမိပါမိမိဆုံးဖြတ်ဟာတက်တာလုံးမလို့တည်တင်းဝယ်လိုက်မယ်လေတမိကတော့ပတ်စံလည်းမလို့တသက်လုံးလည်းပြန်ရောင်းမှလည်းမဟုတ်ဘူးဆို good way အရေးပေါ်လိုလာမယ်ဆိုရင်တော့ ူတူကိုကောကလည်းတို့လိုပဲတွေးမှာလေဆိုင်မှာပဲသွားဝင်မှာပေါ့ဟာသူ့ဆရာပြစီအောင်ဆင့်ပါလားမဆင့်ဘူးလားဘလို့လုံးမှာလဲငါတို့ကငွေလိုတယ်ဆိုဘလို့ပြန်ရောင်းရမှာလဲအဲ့လိုတွေးရတဲ့သူနဲ့ဆိုကိုပစ္စည်းဘလောက်တတ်တာနေနေဝယ်ချင်မှဝယ်ကြမှာလေရောင်းလို့လွယ်ချင်မှလွယ်မှာလေနော်အဲ့ဒါကြောင့်မလို့ကိုကအာဆိုင်နေကနေဝယ်ထားတယ်ဆိုရင်တော့အဲ့ဒီအာမခံချက်ကိုရတယ်ကိုကကိုအပြင်ကနေဝယ်ထားတယ်ဆိုရင်တော့အဲ့ဒီအာမခံချက်ကိုမရဘူးကိုကတတ်တလုံးလဲပြန်မရဘူးဒီပစ္စည်းကဝယ်ပဲဝယ်လိုက်မှာဆိုလို့ရှိရင်တော့ငွေလဲပြန်မဖို့ဘူးအကြောင်းကိစ္စကရောင်းစရာလဲမရှိဘူးဆိုရင်တော့တတ်တာတဲ့နောက်ကိုလိုက်ပေါ့ မဟုတ်ဘူးယေဒနာဆိုတာမရှိဝင်းစာရှိတစားကိုကကိုကြိုက်တာနဲ့လင်းကျင်လဲလဲမယ်အဲကိုကပြန်ရောင်းကျင်လဲရောင်းမယ်အမြင်ရတဲ့ချိန်လဲပြန်ရောင်းကျင်လဲရောင်းမယ်ဆိုတော့စိုင်းနေကပဲဝယ်တင်ပါတယ်နော်ဒါလေးကတော့ဒီမိကုံးလေးနဲ့ပတ်သက်ပြီးတိုင်းလေးကလည်းကြားတယ်အဲတော့ဒီနေ့ကျမကလည်းလေကျမကနေရာတကာပါတယ်ဆိုလို့ကျမကလည်းပါးစပ်ပောက်ပိတ်ပြီးမပြောတော့ဘူးလို့နေပေမဲ့လေအဲပြောစရာလေးတွေမိကုံးလေးတွေတွေ့တယ်ဆိုကျမကလည်းပြန်ပြန်ဖြေချင်တယ်သိလားအဲတော့ခုနတင်တဲ့ TikTok လေးရဲ့အောက်မှာမိကုံးလေးတစ်ခုတွေ့တယ်ဘာတွေ့လဲဆိုတော့ သူ့ဆိုင်ကတဲ့ပစ္စည်းကိုတဲ့သူ့ဆိုင်မှာပဲဝယ်တယ်တခြားဆိုင်ကမဝယ်ဘူးဆိုတာအတုမို့လားတဲ့ဒါမှမဟုတ်ရေသွေးပြင့်ပြီးတဲ့ပစ္စည်းမဟုတ်လို့လားတဲ့ဖြစ်တဲ့နာကဘယ်လိုနေရာမှာပဲရောင်းရောင်းအာမကန်ကြိုက်ပေးနိုင်ရမယ်မဟုတ်လားတဲ့ဆိုပြီးဦးသေးလွင်ဆိုတဲ့အဲကိုသေးလွင်ဆိုတဲ့အကိုတယောက်ကကျွန်မကိုဒီလိုလေးမှန်တယ်ပထမတစ်ပိုင်းပေါ့သူ့ဆိုင်ကပစ္စည်းကိုသူ့ဆိုင်မှာဝယ်ဝယ်တယ်တခြားဆိုင်ကမဝယ်ဘူးဆိုတာအတုမို့လားမဟုတ်ပါဘူးနော်ဒါမှမဟုတ်ရေသွေး ြည့်မိတဲ့ပစ္စည်းမဟုတ်လို့လားဒါလည်းမဟုတ်ပါဘူးဖြစ်တဲ့နာကဘလို့မနေရမှာပဲရောင်းရောင်းအာမကန်ချက်ပြီးနိုင်ရမယ်မဟုတ်လားဆိုတော့ဟုတ်ပါတယ်နော်ဒါပေမဲ့ဘာဖြစ်လို့ပြန်မဝင်ကြလဲဆိုတဲ့ဟာကိုကျွန်မရှင်းပြမယ်ကျမတို့တွေဘာဖြစ်လဲဆိုတော့ကျမတို့တွေကအဲတွေးသမျှပစ္စည်းကြုံသမျှပစ္စည်းကိုယ်ဆိုင်ရဘောက်ချာမဟုတ်တဲ့ပစ္စည်းကိုဝယ်တယ်ဆိုရင်နံပါတ်1ဒီဒီလူဟာဘာလို့ဖြစ်လဲကျမတို့ကမသိရအောင် တခိုးဆိုတာဂျုံနဲ့လားเนาะအဲ့တော့ခိုးလာတဲ့ပစ္စည်းလားလူရက်လာတဲ့ပစ္စည်းလားเนาะအဲဘသူစီကနေပြီးတော့မှအာအတင်းအဓမ္မယူလာတဲ့ပစ္စည်းလဲဒါမျိုးတွေကိုမသိရတဲ့ဖြစ်ကြကြမလို့လုပ်ငန်းရှင်တွေဆိုင်ရှင်တွေအနေနဲ့အဲ့ဒီပြဿနာကိုအမြဲတမ်းကြုံရပါတယ်အမြဲတမ်းဖြေရှင်းရပါတယ်ကျွန်မရွှေဆိုင်မှာဆိုလဲဒီလိုပါပဲเนาะကျွန်မတို့တွေ တခါတလေကြရင်ဘောက်ချာနဲ့ကိုဆိုင်ရဘောက်ချာနဲ့ကိုပြန်ဝယ်တယ်ဆိုရင်တော့မှအမေစီကခိုးလာတာမိန်းမမသိအောင်ခိုးပြီးတော့မှလာရောက်တာအဲတခါအဲဘောက်ချာတွေရောပစ္စည်းတွေရောခိုးသွားပြီးတော့မှအဲဘောက်ချာနဲ့ပစ္စည်းနဲ့တဘာတွေကိုလာရောက်လို့ရဲပါခေါ်လာပြီးတော့မှအဲလက်ထိတ်နဲ့ရဲနဲ့ဆိုင်ရှင်ကိုရောက်လာပြီးတော့မှကျမတို့ကပစ္စည်းတွေကိုပြန်ပေးလိုက်ရတာအဲကြောင့်လို့ရှိရင်ဆိုင်ရှင်နေနေနဲ့ကဝယ်လို့ပေးလိုက်ရတဲ့ပတ်စံလဲဆုံးနေကိုဝယ်ထားလိုက်ရဲ့ပစ္စည်းတွေကိုလည်းပြန်ပေးရတာဖြစ်တဲ့တော့နှစ်ခါဆုံးဆုံးပါနဲ့ကျမတို့နော်အဲ့တော့အမှုကိစ္စတွေဖြစ်ပြီးတော့မှပြန်ရတာမျိုးတွေလေကိုရဲ့ဟို မှန်ကန်နေဆိုရင် ပြန်ရတာမျိုးတွေရှိပေမဲ့အချိန်နေကြတယ်အဲရုံးပြကနာတွေကိုဖြည့်ရှင်းရတယ်အဲနောက်တစ်ခါအဲ့လိုပေါ့ပြဿနာတွေကိုဖြည့်ရှင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေကကိုယ်ဆိုင်ရပစ္စည်းမဟုတ်ရင် ကိုက customer ကိုကိုဆိုင်ရဝယ်သွားတဲ့ customer ဆိုလို့ရှိရင်ကျမတို့ကဘာပဲဖြစ်ဖြစ်မြန်မှန်တမ်းမိတယ်တိတယ်လေနော်တိတယ်မြန်မှန်တမ်းမိအဲ့လိုတိတိရက်နဲ့ဝယ်တာတော့မှပဲတခါနေကြလို့ရှိရင်မိန်းမစီကပစ္စည်းကိုယောက်ျားလာပြီးရောင်းတော့အော်နင်များနှစ်ယောက်မှကိုကတိနေတော့ယောက်ျားစီကယောက်ျားလာရောင်းတော့ဝယ်လိုက်တယ်ခဏနေလဲကြာယောက်ျားကတခါတည်းကိုဂုံဆွဲပြီးခေါ်လာပြီးတော့မှဟာဆိုင်ရှိမှာနပန်းတက်ကြပြီးတော့လုံးကြပြုတ်ကြရန်နေဖြစ်ကြပြီးတော့မှမိန်းမမသိအောင်လို့မလို့ဖဲရှုံးလို့မလို့ယောင်းတာတော့ဘာဖြစ်လို့မလို့ယောင်းတာတော့ဘလို့မရင်ငယ်ကိုပေးလို့မလို့ယောင်းတာဆိုတက်ကြပြန်ရောဖြစ်ကြပြန်ရောအဲဆိုပြီးတော့မှ ီလိုလေးဖြစ်တယ်ကျမဆိုတခါကဒီလိုပဲအဲ့တရားလာရောက်နဲ့လက်ကောက်ပေါ့နော်အမျိုးလင်မယားနှစ်ယောက်လုံးနဲ့ကိုနဲ့လည်းတည်ရင်းနှီးပါတယ်တည်ရင်းနှီးတော့ဝင်လိုက်တော့လက်ကောက်တီဆိုတဲ့အမျိုးကဗက်ပြားပြောင်လက်ကောက်တီဆိုတဲ့အမျိုးကကြတော့ဘာဖြစ်လဲဆိုတော့ကျမတို့ဝင့်ရင်ပိန်နေခြိုက်နေဆိုအပေါက်ရလေးဖြစ်ရေဝင်နေရေဝင်ဝိတ်တီကအမှန်မထွက်ဘူးပေါ့နော်အဲ့တော့ကျမတို့ကလည်းအာဝိတ်တီအမှန်မထွက်နေဘူးဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ကမီးကင်ရတယ်ပေါ့နော်မီးကင်လိုက်ရတယ်မီးကင်ပြီးတော့မှရေကိုချအောင်လုပ်ရတယ်အဲဒီထက်ပိုပြီးတော့မှမဖြစ်ဘူးဆိုကျမတို့ကအထည်ပြတ်လာပြီးပြီဒီမှာလည်းပိန်ထုံးလာပြီးပြီဆိုကျမတို့ကအဲ့တယ် ကို request လုပ်ပြီးတော့မှညှက်လိုက်မယ်နော်ဆိုပြီးတော့မှကျမတို့အဲ့လက်ကောက်တွေကိုကျမတို့ညှက်ပြရတယ်ညှက်ပြပြီးတော့မှအထဲမှာတန်ချောင်းခံထားလားကြီးချောင်းနေခံထားလားတဲတွေထည့်ထားလားဝိတ်ချိန်တွေကိုဖြစ်အောင်လို့မလို့ကျမတို့ကဒီလိုလေးဆင့်ရတယ်ပြီးရင်မှတ်တိုက်ပေါ့လက်ကောက်တွေကြတော့မှတ်တိုက်ရုံနဲ့မဟုတ်ဘဲနဲ့ကျမတို့ကညှက်ပြီးတော့မှဒီလိုလေးဆစ်တဲ့ကစားကျမတို့ကလည်းညှက်လိုက်မယ်နော်အကိုဒီမှာလက်ကောက်ကလည်းဟိုဟိုဝိတ်ချိန်လေးကနည်းနည်းလေးကွဲလွဲနေတယ်ရေတော့မီးတော့ကင်ပြီးသွားပြီအထည်လေးကလည်းပြတ်နေပြီးသားဆိုတော့အကိုအဆင်ပြေတယ်ဆိုရင်ညှက်လိုက်မယ်နော်ဆိုတော့ညှက်လိုက်ဆိုညှက်ချလိုက်ကုန် 不上来背那个，啊，就我做遗传的，怎我就不上来背。哎，人家老来咋来咋？明吗？你白拿表要咋你写啥手字？人家天咋不了嘛，特别是编背吧，稍微漏的可咋？怎么说的嘛？那个人家多错的，对了。 ညက်ပြီးသွားပြီလက်ောက်ကြီးကဒါတော်မှကိုယ်ဆိုင်ရာပစ္စည်းကိုကိုဝယ်တာတော်မှကျွန်တော်တို့တွေမှာလည်းအဲ့လိုပြဿနာမျိုးလေးတွေရှိပါတယ်နော်ဒါကြောင့်မလို့ခုနလိုပေါ့တခြားဆိုင်ရာပစ္စည်းကိုမဝယ်ဘူးလားဆိုတဲ့နေရာမှာပစ္စည်းကိုကျွန်တော်တို့ကအရေးသွေးမပြည့်မီလို့မဝယ်ကြတာမျိုးလည်းမဟုတ်ပါဘူးအတုမလို့မဝယ်ကြတာမျိုးလည်းမဟုတ်ပါဘူးနော်အဲ့တော့ဒီလိုမျိုးလေးတွေအကြောင်းချင်းရလေးတွေကိုမသိတဲ့သူစီကပစ္စည်းကိုဝယ်တယ်ဆိုရင်ဒီခေတ်ဒီကာလမှာကျတော့ကျွန်တော်တို့တွေကအာအခြေအနေလေးတွေကရှုပ်ထွေးတဲ့ဟာမျိုးလေးတွေရှိတာမျိုးလေးတွေရှိတယ်အဲ့လိုမျိုးလေးတွေရှိတယ်ဆိုရင်ပစ္စည်း ငွေအမောက်ပမာဏတွေကလည်းများတာဖြစ်တဲ့ကြောင့်ကြောင့်ဆိုင်ရှင်တွေကလည်းဘလောက်ပဲအကျိုးအမြတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအာဘလို့ပဲဖြစ်ဖြစ်ပေါ့နော်မဝယ်ရဲဘူးဒါကြောင့်မလို့ရွှေဆိုင်တွေအကုန်လုံးမှာဆိုရင်ပြင်ပရွှေမဝယ်ပါဆိုတဲ့ဆိုင်းဘုတ်ကလေးတွေကိုကျမတို့ကအကာအယံနေနဲ့တစ်ခါလဲထားထားရပါတယ်သိလားကျမတို့ဆိုင်းတွေမှာရွှေဆိုင်တွေမှာဆိုပြင်ပရွှေမဝယ်ပါပြင်ပပစ္စည်းမဝယ်ပါဆိုတဲ့ဟာကတခြားဆိုင်ရာပစ္စည်းကတုလို့အဲကိုယ်ဆိုင်ရာပစ္စည်းကိုမဝယ်တာမဟုတ်ကိုသူ့ဆိုင်ရာပစ္စည်းကမကောင်းလို့ကိုယ်ဆိုင်မှာမဝယ်တာကိုယ်ဆိုင်ရာပစ္စည်းမကောင်းလို့သူ့ဆိုင်ရာမဝယ်တာဒါမျိုးတွေမဟုတ်ပါဘူးကျမတို့ဒီမမြင်ရတဲ့စီတွေရဲ့ပြ စ်တနာတွေကိုမဖြည့်ရှင်းကျင်ကြလို့မလို့ဒီပစ္စည်းတွေအောင် ်ဝယ်လို့ရောင်းလို့မရတဲ့ဟာမျိုးဖြစ်ပါတယ်နော်ဆိုတဲ့ခါကျတော့ကိုယ်လူနဲ့ကိုကိုပေါ့ချာနဲ့ကိုကတော့အမခံချက်အပြည့်ရှိတယ်ကျွန်တော်တို့ဒီတစ်ခါတလေကြလို့ရှင်ခိုးရပါပစ္စည်းဖြစ်တာမျိုးတွေအာတည်ရန်ဖလားတနေနေရနေပြီးတော့မှမမှန်ကန်တဲ့နီးလန်းနဲ့ရလာတဲ့ပစ္စည်းမျိုးတွေကြလို့ရှင်လို့ရှင်ဆိုင်းရှင်တွေကအမှုခင်းကိုလည်းဖြေရှင်းရတယ်နောက်တစ်ခါအဲငွေကြေးအဖြစ်လည်းဆုံးရှုံးမှုတွေဖြစ်တယ်ဒါကြောင့်မလို့ပြင်ပပစ္စည်းမဝယ်ဘူးဆိုတာဒါကြောင့်မလို့မဝယ်တာပါနော်ဒါဆိုရင်တော့ဒီမိကုံးလေးရဲ့အဖြေကိုကျွန်မကပြေးပေးပြီးလို့မျှော်လင့်ပါတယ်နော်ဆိုတော့မြင်တော့လည်းဖြေချင်တယ် ိလားမြင်တော့လဲဖြည့်ခြင်းနဲ့သိစေခြင်းတော့မြင်တော့လဲဖြည့်ခြင်းနဲ့ဖြည့်တော့လဲနေရာတကာပါတယ်လို့ဖြစ်တယ်ကျွန်မလဲစိတ်ညစ်တယ်အဲ့ဒါနော်ဆိုတော့ အဲ့တော့ကျမတို့အလင်းရောင်းလေးရလည်းအမြတ်ပေးတဲ့အစီအစဉ်လေးလုပ်ပေးထားတယ်เนาะအမြတ်ပေးတဲ့အစီအစဉ်လေးလုပ်ပေးထားအဲ့တော့ကျမလေဒါနဲ့ပတ်သက်ပြီးတော့ချင်းချင်းဘာပြောချင်လဲဆိုလို့ရှိရင်ကျမတို့တွေရတနာတွေဝယ်ကြတယ်ဆိုတာတကယ်နားလေလို့ဝယ်တယ်ရှိတယ်တကယ်နားမလဲပဲねစိုက်နှစ်သက်ပြီးတော့ဒါရယ်ဝယ်တဲ့သူလည်းရှိတယ်တခုတချို့ကလည်းဝယ်တဲ့ချိန်ကျရင်ရောင်းမဝယ်မလေးတွေဖြစ်သွားတဲ့အချိန်တွေလည်းရှိတာပေါ့เนาะပတ်ဆိုင်ရှိတဲ့သူတွေအတွက်ကတော့ကျမခုနပြောသလိုပေါ့ဘလို့ပဲဖြစ်သွားဖြစ်သွားမသိမသိတာပဲမယ်ကိုယ့်ရဲ့ချွေးနှဲစာလေးတွေကိုစုဆောင်းပြီးတော့မှဝယ်ရတဲ့သူတွေမှာတော့တခုခုဆုံးရှုံးမှုဆို ဆိုလို့ရှိရင်ကျွန်တော်တို့နစ်နာမှုတွေဖြစ်ပါတယ်เนาะကိုယ့်ရဲ့ချွေးနှဲစာလေးတွေဆိုတော့အဲ့တော့လေအဲကျွန်တော်တို့ကဒါစိတ်နေကြောက်မြင့်ရတနာတွေဝင်ဘလို့ပေါ့ကျွန်တော်တို့ရွှေကိုဝင်ဘလို့ပေါ့ဒါလေးတော့သိထားဖို့လိုတာပေါ့ knowledge အနေနဲ့เนาะအဲ့တော့လေအအခုဆိုရင်ဒါစိတ်ဆိုင်နေရတော့ရှင်းတယ်သူကတော့ percentage နဲ့ပဲသွားတာပေါ့တက်စည်းကြစည်းမရှိဘူး percentage နဲ့ပဲတက်သွားတယ်ဈေးကြသွားလဲမဆိုင်ဘူးဈေးတက်သွားလဲမဆိုင်ဘူးပေါ့เนาะသူကတော့အလဲရောင်းကိုရာခိုင်နှုန်းနဲ့ပဲသွားတယ်ပေါ့ကျွန်တော်တို့ဟို ဘလောက်ကာလာဆိုရင်ဘလောက်ပေါ့ဘလောက်ကာလာဆိုရင်ဘလောက်ဆိုပြီးတော့ဒီလိုသတ်မှတ်ချက်ကလေးနဲ့အဲ့အတွင်းမှာရွှေဈေးကျသွားတာနေရွှေဈေးတက်သွားတာနေငွေဈေးကျသွားတာနေငွေဈေးတက်သွားတာနေဈေးနှုန်းပြောင်းလဲသွားတာနေဒါတွေဟာတယောက်နဲ့တယောက်နဲ့ effective မဖြစ်ဘူးပေါ့ဒါကတော့စိန်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကတင်းတရာနဲ့ပစ္စည်းတစ်ခုလှုပ်ထားတယ်ဆိုစိန်မှာတော့ဥမာတနှစ်အတွင်းဆိုလို့ရှိရင်ပြန်ရောင်း8%ရှုံးမယ်ဆိုကျွန်တော်တို့ကတင်းတရာနဲ့ပစ္စည်းတစ်ခု10သိန်းရှုံးမယ်နော်လဲတယ်ဆိုရင်3သိန်းရှုံးမယ်ဆိုကျွန်တော်တို့ကလဲလို့ရှိရင်3သိန်းရှုံးမယ်ဒါတနှစ်အတွင်းအဲနှစ်နှစ်အတွင်းဆို05ဆိုလဲလို့ရှိရင်9ပြားမှမရှုံးတော့ဘူးကိုတင်းတရာတန်းဒီ သိန်း300နဲ့ကျိုင်းနှစ်တက်တဲ့ပစ္စည်းနဲ့လို့တရာထက်ပိုတာထက်ပတ်စံကိုပဲလိုက်ရုံပဲเนาะအဲ့တော့ရောင်းရှင်5%ဆိုအဲတစ်နှစ်ကျော်သွားပြီနှစ်နှစ်အတွင်းဆိုလို့ရှိရင်ကျမတို့က5%ပဲရှုံးတော့မယ်ဆိုရင်သိန်း300နဲ့လောက်ထိုင်းရင်9သိန်းပဲရှုံးတော့မယ်เนาะဆိုတော့အဲနှစ်နှစ်ကျော်သွားရင်2%အမြတ်ဆိုလို့ရှိရင်အဲသိန်း300နဲ့လောက်စားလို့ရှိလို့ရှိရင်2%မြတ်မယ်ပေါ့เนาะ2သိန်းမြတ်မယ်ပေါ့ဟုတ်တယ်เนาะတရာဆိုရင်2သိန်းမြတ်မယ်ပေါ့အဲ3နှစ်ဆိုရင်3%ဆို3သိန်းမြတ်မယ်ပေါ့9နှစ်ဆိုရင်5%ဆို9သိန်းမြတ်မယ်ပေါ့ကျမတို့ကဒီလိုမျိုးလေးသွားတယ်အဲ့တော့ကိုက ဒီကြောင့်မြေရတနာတွေစိန်ကြီးကတော့လှုပ်ထားပြီးပြီဆိုလို့ရှိရင်ကိုကကိုပစံကိုတွက်လို့ရတယ်။အော်ငါဒီမှာအဲကိုဝယ်ထားတဲ့ဆိုင်ရဲ့ဒီစီမင်းစည်းကမ်းပေါ်မှာမူတည်ပြီးတဆိုင်နဲ့တဆိုင်နဲ့ကတော့စီမင်းစည်းကမ်းနေမတူဘူးပေါ့နော်။အဲ့တော့ကိုဝယ်ထားတဲ့ဆိုင်ရဲ့စီမင်းစည်းကမ်းပေါ်မှာမူတည်ပြီးတော့မှကိုရဲ့ငွေကိုကိုကပြန်တွက်လို့ရတယ်။ ဩဒါဆိုရင်ငါဒီလောက်ရမယ်ငါဒါဆိုရင်ဒီလောက်ရမယ်ပေါ့အဲဒါကတော့ခုနစိတ်နေကြောက်မြတ်ယတနာတွေပေါ့เนาะဒါရဲ့အခန်းကဏ္ဍတစ်ခုပေါ့ဒါဆိုရင်ကိုကငွေကိုတွက်လို့ရတယ်ကိုငွေဒီဘလောက်ဖြစ်မယ်ဆိုတဲ့ဟာကိုကိုသိတယ်ပေါ့ကိုအသုံးလို့လို့ပြန်ရောက်မယ်ဆိုရင်ငါဘလောက်ပြန်ရနိုင်နေအဲဒါငါဝတ်ထားတယ်ဘလောက်ပြန်ရနိုင်နေဆိုတာဒါမျိုးလေးရှိတာပေါ့တပတ်ကကျွန်တော်တို့ရွှေပေါ့ ရွှေရကြတော့အဲ့သဘောနဲ့မတူဘူးပေါ့နော်ရွှေရကြသူကတက်စည်းကြစည်းနဲ့နေ့စဉ်ကာလာပေါက်စည်းပေါ်မှာသူကတတ်မှတ်ချက်တွေဖြစ်တာဆိုတဲ့ခါကျတော့နေ့စဉ်အတက်အကျရင်ကာလာပေါက်စည်းကိုသူကလိုက်ပြီးတော့မှတွက်တာပေါ့ဥပမာဒီနေ့၁၀သိန်းစည်းမနေ့ကက၁၇သိန်းစည်းဖြစ်သွားရင်၁၇သိန်းစည်းပေါ့ဒီနေ့ကတော့၁၀သိန်းစည်းနောက်နေ့၉သိန်းစည်းဖြစ်သွားရဲဆို၉သိန်းစည်းပေါ့နော်ကိုက၁၀သိန်းစည်းနဲ့ဝယ်ထားတဲ့၉သိန်းစည်းဖြစ်တယ်ဆို၉သိန်းစည်းနဲ့တွက်မယ်ပေါ့ကိုက၁၀သိန်းစည်းဝယ်ထားတဲ့၁၇သိန်းစည်းဖြစ်သွားရဲဆို၁၇သိန်းစည်းနဲ့တွက်မယ်ပေါ့နော်ဒါကတော့အကျန်းပြင်းအားဖြင့်ပေါ့လေဆိုတော့အကျန်းပြင်းအားဖြင့်တော့ဒီလိုရှိတယ်ဒါဆိုရင်၁၀သိန်း၁၀သိန်းပေါက်နေ၁၀ သိန်းအတိုင်းကိုပြန်ရောင်းရင်ရသလားဆိုရင်တော့အခုကတော့ဈေးလေးတက်ဈေးကျဈေးလေးတွေရှိတာလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်လေးကတော့ဒါသဘောတဘာဝအားဖြင့်တော့နည်းနည်းခွာတဲ့ဆိုင်နဲ့များများခွာတဲ့ဆိုင်လေးတွေရှိပါတယ်เนาะခွာတာတော့ခွာတာပေါ့ဥမာ7သိန်းဈေးပေါက်တယ်ဆို9သိန်းခွဲဈေးပြန်ရမလား9သိန်း3000ဈေးပြန်ရမလားเนาะအဲ9သိန်း8000ပြန်ရမလားဒါကတော့တစ်ဆိုင်နဲ့တစ်ဆိုင်နဲ့ပေါ့အဲ့ဒီမှာမှအထည်လေးပြတ်သွားတယ်ဆိုရင်တော့နည်းနည်းလေးပို့ခွာမှာပေါ့เนาะကြိုသွားကြိုရမယ့်အထည်လေးဖြစ်သွားဆိုတော့နည်းနည်းလေးပို့ခွာမှာပေါ့မဟုတ်ဘူးဆိုလို့ရှိရင်เนาะနည်းနည်းပဲခွာတဲ့ဆိုင်နဲ့အဲနည်းနည်းလေးပို့ပြီးတော့မှနည်းနည်းများများ ခွာတဲ့ဆိုင်နဲ့ဒီလိုမျိုးလေးတော့ရှိပါတယ်ဒါကတော့ကာလာပေါက်ဈေးပေါ်မှာပေါ့အဲ့ဒီခွာတဲ့ငွေအမောင်းကဒီလောက်မဟုတ်ဘူးကျမတို့ရွှေဝင်တဲ့သူတွေကတည်ထားမှာကျတော့တစ်ချက်ရှိတယ်ကျမတို့အယောဒွန်းเนาะအယောဒွန်းဆိုတဲ့ဟာကိုတည်ထားရမယ်โอเคကျမတို့က၁၀သိန်းတန်ပစ္စည်းတစ်ခုကိုကျမတို့ကအယောဒွန်း၂သိန်းပေးလိုက်ရတယ်ဆိုပါစို့ 喏，哎哟，那那钉兵了样的，收了钱，水钱的钉隔断的，杀的钉子劈断的不？水钱啊，杀的钉子劈断的，收了钱，怎么着？他水钱劈断的，杀的钉子俺老钟啊，杀钉子，苦杀的钉子劈断的，他说那俺免比了，是不？看那个小妹，哎哟，那高楼升啊，哎哟，那钉啊，的钉的打断的，的钉那小红妹，后来呢？ ဆိုတော့အဲအဆိုရင်ရွှေစည်း3သိန်းတက်သွားရင်ရောရွှေစည်း3သိန်းတက်သွားရင်3သိန်းလုံးမြတ်မှာလားဆိုခုနအယောတက်ဖိုးက2သိန်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေစည်း3သိန်းတက်သွားရင်1သိန်းပဲမြတ်အောင်မယ်နော်အဲ့တော့ကျမတို့ကအယောဓာ2သိန်းပေးထားရတယ်အယောဓာဖို့2သိန်းကြတဲ့နေဆိုလို့ရှိရင်ရွှေစင်း2သိန်းတက်တော်မှသာလင်ကျမတို့ကအရင်ရမှာ နော်အဲ့တော့ရွှေစင်းကတော့7သိန်းစီကနေ12သိန်းစီဖြစ်သွားပြီးငါတို့သွားရောက်နေဘာဖြစ်လို့မမြတ်တာလဲဆိုရင်အဲ့ဒါကြောင့်မလို့အယောအတွက်တန်ဖိုးကြောင့်မလို့ကျမတို့ကမမြတ်သေးတာအဲ့တော့ကိုရင်ကရွှေလုံးကြပြီဆိုလို့ရှိရင်လေကျမတို့တွေကဒါဆိုင်ဒီမှာကိုဝယ်စင်တွေကဒီအယောအတွက်တန်ဖိုးဒီဘယ်လောက်ရှိလဲဆိုတော့ကိုကတွတ်တတ်အောင်ကိုကတိတတ်အောင်တိအောင်လို့မလို့ဒီခုန တွက်နီးတွေကျမအရင်ဆုံးနေရာလဲတင်ပြီးသားတွေရှိပါတယ်ကျမ page ထဲမှာဝင်ကြည့်ပါ Elmon Thin ရွှေဆိုင် page ထဲမှာဝင်ကြည့်ပါเนาะကျမရွှေနဲ့ပတ်သက်တဲ့တွက်နီးတွေတင်ပေးပြီးသားမှာဒီမှာပြောရင်ထက်ရှည်သွားမှာဆိုလို့အဲ့ဒါဆိုရင်ကျမတို့ကတပည့်တံမိုးဘလောက်เนาะတပည့်တံမိုးဘလောက်ဆိုရင်အယောဒတ်ဘနဲ့ပေးပေးရလဲဆိုရင်ဒါဆိုရင်အယောဒတ်အယောဒတ်ဒီဘလောက်တံပိုးရှိတယ်เนาะဥပမာအခုကာလာပေါက်စင်းနေဆိုကျမတို့ကပစ္စည်းတစ်ခုဆိုရင်ရွှေအဲကျမတို့ရွှေဆွဲကြိုးတစ်ကုန်းဆိုရင်အယောဒတ်ကတစ်ချက်သားတစ်ကုန်းဆိုအယောဒတ်ကခံမှန်းကြီး၁၀သိန်းဝန်းကျင်လောက်ရှိတယ် နော်ခမန်းကျင်၁၀သိန်းဝန်းကျင်လောက်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့နှစ်ပဲဝန်းကျင်လောက်ယူကြတယ်ဆိုလို့ရှိရင်တပဲကိုကျမတို့က၄သိန်းခွဲဝန်းကျင်လောက်ရှိတယ်ဆိုရင်နှစ်ပဲဆိုရင်၉သိန်းခွဲဖြစ်နေပြီ။ဘာညာတရကအခွန်အခနဲ့ဘာညာတရကနဲ့ဆိုကျမတို့က၁၀သိန်းဝန်းကျင်အောက်ထက်ရှိတယ်။တစ်ကြက်သားကုန်းတစ်ကုန်းလောက်တယ်ဆိုလို့ရှိရင်အဲ့ဒါဆိုရင်တစ်ကြက်သားကုန်းတစ်ကုန်းလောက်လိုက်လို့အယောဒဖိုးက၁၀သိန်းရှိတယ်ဆိုရင်ကျမတို့ရွှေစင်း၅သိန်းတက်လာရင်လေရှုံးသေးတယ်၅သိန်း နော်ရွှေစင်း၁၀သိန်းတက်လာမှာကျမတို့ကအရင်မဲရအောင်မယ်ဒါလေးကိုသိဖို့လိုတယ်အဲ့တော့တချို့ကကြတော့ဒီသဘောသဘာဝလေးမသိတဲ့ခါကျတော့ဟာရွှေစင်း၁၀သိန်းတက်လာပြီရွှေရွှေစင်း၁၀သိန်းတက်လာတော့မှငါတို့ကရှုံးသေးတယ်နော်ရွှေစင်း၅သိန်းတက်လာတော့မှငါတို့ကရှုံးသေးတယ်ဆိုရင်အဲ့လိုမျိုးရှိတယ်အဲ့ဒါမျိုးဆိုရင်ကိုကစဝင်နေရဒါဒီအယောဒတ်များလားအယောဒတ်များရင်ဒါဆိုအယောဒတ်တန်ဖိုးကဘယ်လောက်ရှိလဲအယောဒတ်တန်ဖိုးက၁၀သိန်းရှိရဆိုငါရွှေစင်း၁၀သိန်းတက်တော့မှငါအရင်ရမယ် အယောဒကငါးသိန်းရှိတယ်ဆိုရင်ရွှေစည်းငါးသိန်းတက်တော့မှငါအရင်ရမယ်အယောဒကခုနှစ်သိန်းရှိတယ်ဆိုရွှေစည်းခုနှစ်သိန်းတက်တော့မှငါအရင်ရမယ်ဆိုတာမျိုးလို့သိပြီးတော့မှကိုက10သိန်းနဲ့ဟာဝယ်မလားခုနှစ်သိန်းနဲ့ဟာဝယ်မလားငါးသိန်းနဲ့ဟာဝယ်မလားဆိုတာကိုဝေဖန်ကိုကကိုစင်ကျင်ပြီးတော့မှသုံးသက်ပါဒါမျိုးလေးသိထားတယ်ဆိုလို့ရှိရင်ကိုကဒါဟိုသဘောတဘာဝကိုသိတာပေါ့ရွှေဝယ်တိုင်းရှုံးတာလားဆိုကာလာတို့အမှာရှုံးပါတယ် နော်အဲ့တော့ဒါဆိုရင်ရွှေကမဝစ်တင်ဘူးမမလုတ်တင်ဘူးလားဆိုတော့မဟုတ်ပါဘူးဒီလိုလေနော်ဆိုတော့ကျမတို့ကရွှေကတော့ခုနပြောသလိုပေါ့ကျမတို့ဒါ Amazon SS ဖြစ်တယ်ပေါ့နော် Amazon SS ဖြစ်တယ်ဆိုတော့ကာလရှည်အားဖြင့်မှာဆိုရင်တော့ရွှေကတော့ဆုရပါမယ်နော်ရွှေကတော့ရှိတတ်ပါတယ်ဒါပေမဲ့ဆုရဲဆောင်နေဆိုတဲ့နေရာမှာကခုနလိုအထည်ဆန်းဆန်းပြပြပြတွေလှုပ်ထားတယ်အယောတော်လက်ခတွေအရန်ပေးရတဲ့အထည်တွေလှုပ်ထားတယ်ဆိုရင်တော့ကိုကတော့အချိန်အကြာကြီးစောင့်ရမှာပေါ့နော်ဒီဈေးပြောင်းလဲလာတဲ့အချိန်အကြာကြီးစောင့်ရမှာပေါ့ကိုကဒီအယောတော်ဖို့ကြည်ဖို့အတွက်ကိုနော်အယောတော်တတ်တာလေကျမတို့ ခုနလိုပေါ့ဒီလိုမျိုးနန်းကျိတ်တဲ့ဟာမျိုးတွေကွင်းထားမယ်ခုနလိုပေါ့မောင်းကွင်းလိုမျိုးတွေခွေထားမယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒါသည်လက်ခပဲဥမာတပေါင်းခွဲလား2000လား3000လား5000လားပေါ့အဲ့လိုမျိုးပဲဖြစ်ပြီးတော့မှရွှေစည်းတက်လာတိုင်းတက်တာတိုင်းကိုကျမတို့ကခုန4 5000ဒီလုတ်တဲ့လုတ်ခကိုပဲဖယ်ပြီးတော့မှကျမတို့ကအနှစ်အစင်ရရှိမှာဖြစ်တယ်အဲ့တော့ရွှေဝယ်တိုင်းရှုံးတာလားဆိုတော့ရွှေဝယ်တိုင်းရှုံးတာမျိုးတော့မဟုတ်ဘူးမိမိလုတ်တဲ့ တံပိုးရဲ့အရော့တွဲအနေများပေါ်မှာမူတည်ပြီးရှုံးနေဒါဆိုရင်ရွှေလုံးကမှကြောက်သလားဆိုရွှေလုံးကမှကြောက်စရာတော့မလိုဘူးကာလာတူအားဖြင့်ဆိုရင်တော့ရှုံးနေကျွန်မခုနပြောသလိုပေါ့ကာလာရှည်အားဖြင့်မှာတော့ရွှေသည်ခုနကငွေကြေးဖောင်းပွားမှုတန်းကိုအခမ်းအနိုင်ဆုံးပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းရွှေကတော့စုတင်နေเนาะစုတင်နေစုတင်နေဆိုတဲ့နေရာမှာလဲကိုယ့်အကိုညံနေရှင်ပြီးတော့မှတိတ်ပြီးတော့မှသူများလို့ဆန်းဆန်းပြားပြားဝှက်ချင်နေဆိုရင်တော့ဆန်းဆန်းပြားပြားကတော့ တော့ဆန်းဆန်းပြပြဝစ်ချင်နေဆိုရင်တော့ဆန်းဆန်းပြပြအရော့ရက်ဖို့ဆိုရင်တော့တန်ဖိုးမြင့်မှာပေါ့ဟုတ်လားကျမတို့အင်ကြီးတွေချုပ်တယ်ဆိုရင်တော့မဒီဇိုင်နာချုပ်တဲ့ချုပ်ခါနဲ့ရိုးရိုးဟို ဆက်ချုပ်တဲ့ရိုးရိုးချုပ်ဟိုဒီလိုချုပ်တဲ့ချုပ်ခဆိုရင်ဈေးကွာသေးတယ်လေနာမည်ကြီးဒီဇိုင်နာနာမည်ကြီးရင်ကြီးတယ်လို့ကျွန်တော်တို့ချုပ်ခပို့ပေးရတယ်မလားလက်ရပို့ပြီးတော့မှဟိုဘလို့ပေါ့စသဖြင့်ပေါ့အများကြီးပေါ့နော်အဲ့လိုမျိုးတွေနဲ့ပို့ပြီးတော့မှပေးရတယ်ဒီလိုပဲပေါ့ကျွန်တော်တို့ရွှေတဲ့ပစ္စည်းမှလည်းလက်ရကောင်းရင်ကောင်းတယ်လို့ပစ္စည်းဆန်းရင်ဆန်းတယ်လို့အယောဒန်လက်ခလေးကပို့ပြီးတော့မှပေးရပါတယ်နော်ဆိုတဲ့ခါကျတော့အဲ့တော့အယောဒန်လက်ခဆိုတာလည်းဆိုင်နေကြီးပဲအပြည့်ဝရလားဆိုတော့ဆိုင်နေကြီးပဲလည်းအပြည့်ဝရတာမဟုတ်ဘူးခုနကလုတ်တဲ့ပရင်ဆရာကြီးတွေကလည်းအဲပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုင်ရှင်တဲ့ပရင်ဆရာ နဲ့မှသူတို့အချိုးကျပေးရတာပေါ့เนาะကျမတို့ကအဲ့တော့ဆိုင်ရှင်ကြီးရဲ့အမျက်ကလည်းခုနပြောတဲ့ဒီအယောဒွတ်ထဲမှာရှိတယ်။အဲ့တော့အယောဒွတ်ကိုကျမတို့ကဘယ်လိုမျိုးလဲအဲဘလောက်ရှုံးလဲဆိုတာသိရအောင်လို့မလို့ရွှေတစ်ချက်သားဆိုရင်ဘလောက်ဆိုရင်တပဲသားဆိုရင်ဘလောက်တရွေးသားဆိုရင်ဘလောက်ဆိုရဲတွက်နည်းလေးကိုကျမသင်ပြပေးထားတယ်။အဲ့ဒါလေးနဲ့တွက်ပြီးတော့မှကိုကအာဒါဆိုရင်တော့ငါဒီလောက်ရှုံးမယ်ငါရှုံးတယ်ကိုခံနိုင်လား။ငါကာလာတူနဲ့ပြန်ရောက်မယ်ဆိုရင်ငါဒီလောက်ရှုံးတယ်။ငါဒီလောက်ကာလာလေးနဲ့ဝစ်ပြီးတော့မှဒီလောက်ရှုံးတယ်ငါခံနိုင်လားခံနိုင်နေဆိုဝစ် နော်ဟဲ့ငါဒီလောက်ကာလာလေးနဲ့ငါတကယ်လို့ငွေလုံးလို့ပြန်ရောင်းရင်ဒီကာလာလေးနဲ့ငါဒီလောက်ရှုံးမယ်ငါမခံနိုင်မခံနိုင်ဘူးဆိုတတ်ပါတာလေးကိုဝေးဒီလိုမျိုးလေးကိုကျမအကြံပြုတာပါနော်အဲ့တော့ရွှေဝင်ရင်ဘာကြောင့်ရှုံးတယ်လဲရွှေမလုတ်တဲ့မူလားဆိုတဲ့ဟာမျိုးလေးကိုကျမကဒါကတော့အာဘဟုတုတမျှဝေပေးတာအရန်တိတယ်အရန်တက်တယ်နေရာတကာပါတယ်လို့လည်းမပြောနဲ့အောင်တိစေချင်လို့တက်နားလေစေချင်လို့ကျမကအာနားမလဲတဲ့သူတွေအမှားမဖြစ်ရအောင်လို့ရှင်းပြခြင်းဖြစ်ပါတယ်ဆရာလုတ်တာမဟုတ်ပါဘူးနော်နားလည်အောင်လို့ရှင်းပြတာပါနော်လိုတဲ့သူယူပါမလိုတဲ့သူကြော်သွားပါနော်